ဂျိုရှွာမန်ရဲ့ပန်ဒိုဂျာရဲ့ထူးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီပရိသတ်ကြီးတို့ရေဒါပန်ဒိုဂျာကတော့ဂျိုရှွာဘန်သာတကယ်လို့နော်သူ့ကိုနိုင်တဲ့အရေးချင်းရှိတယ်ဆိုရင်အခုသူကင်ထားတဲ့ခပတ်ကိုပေးဖို့အစင်သင့်ပါပဲတဲ့နော်ဒီပွဲမနီးခင်ပေါ့လေလုံးဝတဲ့နှစ်ပတ်လောက်က ဒါပွင့်လူဂျာကြီးကဂျိုရှွာဘန်ကိုလုံးဝအထင်သေးတဲ့စကားတွေပြောခဲ့တယ်။ဂျိုရှွာဘန်ကအရင်ငယ်သေးတယ်တဲ့နော်။ဟိုသူ့ကိုမှီဖို့ဆိုရင်10နှစ်ကြိုးစားရအောင်မယ်ဟလား။လက်ရှိချိန်မှာဒီကဘက်ကိုသူကပဲဆက်ကင်သွားမယ်ဂျိုရှွာဘန်အနေနဲ့အသက်လင်ငယ်သေးတာဖြစ်လို့လည်းနောက်ထပ်10နှစ်ကြိုးစားလည်းဘာမှမဖြစ်ပါဘူး။ဒါပေမဲ့အခုချိန်မှာတော့ဒီကဘက်ကကျွန်တော်အထွတ်ပဲကျွန်တော်ပဲဆက်လိုက်ပြီးတော့နောက်ထပ်နော်ကျွန်တော်10နှစ်တော့ကိုကျွန်တော်ပဲအုပ်စုအုပ်မယ်ဆိုပြီးတော့ဂျိုရှွာဘန်ကနော်ဘယ်လိုပြောရမလဲ။ အယောင်ငယ်တဲ့ကလေးသူတည်းဘာမှမဟုတ်ဘူးသူနောက်ဆုံးရှင်ပြိုင်ထိုးတက်ခဲ့တဲ့ fighter တွေဟာလဲ Joshua Van ထက်အဆင့်မြင့်တဲ့ fighter တွေကြီးပဲဆိုပြီးတော့ပြောသွားခဲ့တာပါဒါပေမဲ့ကျွန်တော်တည်တည်ချာချာလေ့လာကြည့်တဲ့အခါမှာပန်ဒိုဂျာရဲ့နောက်ဆုံးကပတ်စိန်ခေါ်ပွဲ၅ပွဲစလုံးကချောင်းတာတွေကြီးပါပဲเนาะဆိုတော့เนาะ the chu ကเนาะနည်းနည်းလေးလုပြနိုင်တာနဲ့เนาะဒါဘယ်လိုပြောမလဲ champion စိန်ခေါ်ဝင်ရတာတော့ဘာလို့ရှိရဲ့ပေါ့เนาะဆိုတော့အခု တန်းကိုချိန်မယ်ဆိုတော့လောလောဆယ်မှာအကောင်းဆုံးရလတ်ကိုဖျက်နိုင်တဲ့သူနှစ်ယောက်ပဲရှိတယ်အခုကလက်ရှိချန်ပီယံပန်ဒိုဂျာနဲ့ဟိုဂျော်ရီဂျော့ရှွာပဲပန်ဒိုဂျာကဒါရှစ်ပွဲဆက်တိုက်ထင်တယ်နော်ကျွန်တော်ခဏပွဲရှစ်ပွဲဆက်တိုက်ကိုဒါရှုံးပွဲမရှိစပိုင်အနိုင်ယူထားရဂျော့ရှွာပန်ကျတော့ငါးပွဲဆက်တိုက်ကိုရှုံးပွဲမရှိအနိုင်ယူထားရဆိုတော့ပထမအနိုင်အများဆုံးနော်ဆက်ပွဲဆက်တိုက်အနိုင်များအနိုင်များဆုံးဖိုက်တာနဲ့ဒုတိယပွဲစတိုင်အနိုင်များဆုံးဖိုက်တာနဲ့ဟောတွေ့ကြမှာဗျာဆိုတော့အခု ပြောပြီပေါ့နော်ဘန်ဒိုဂျာကတော့ဒီနေ့မှဂျော့ရှွာဘန်ကိုအစတုန်းကနော်အထင်သေးတဲ့စကားတွေပြောခဲ့မိတာတောင်းပန်ပါတယ်ဂျော့ရှွာဘန်ကတကယ်ကိုခက်ခဲမဲ့ fighter ပါတယ်ခက်ခဲလွန်းလို့လေသူ့အနေနဲ့ဒီပွဲကိုပြင်ပန်းခံပြီးတော့အများကြီးပြင်ဆင်ထားရည်တဲ့လေ့ကျင့်ထားရည်တဲ့ဂျော့ရှွာဘန်ကလည်းအဲ့ဒီအတိုင်းပါပဲဘန်ဒိုဂျာတကယ်ကိုမှနော်ပြည့်ပြည့်စုံတဲ့ fighter နော်ဟိုချွင်းချက်ရှာလို့မရအားနည်းချက်ရှာလို့မရဒါပေမဲ့လူတိုင်းကအားနည်းချက်ရှိတယ်ဒါကိုကျောင်းနေနဲ့ဆွဲထုတ်ပြီးတော့အားလုံးကိုပရိတ်တအားလုံးကိုဂရီပေးထားတဲ့အတိုင်းပဲတဲ့ 2026မကူးစေရဘူးချန်ပီယံဖြစ်စေရမယ်လို့ဒါကျွန်တော်တို့နော်ဘန်ကြီးကအသီးချင်းကိုကြေညာထားလိုက်ပြီဆိုတော့ပြည်သက်တွေရင်ခုန်နေကြပြီလားအမေရိကန်နိုင်ငံမှာရှိတယ်ကျွန်တော်တို့မိတ်ဆွေတွေနော်ပြည်သူတွေပြည်သက်တွေကတော့ဂျိုရှွာဘိုင်အထူးသဖြင့်တော့မြန်မာလူမျိုးတွေပေါ့ဗျာသူတို့တွေကတော့ဂျိုရှွာဘိုင်ရဲ့ပွဲကြီးကိုနော် Texas နော် T-Mobile Arena မှာအဲကျွန်တော်တို့တွားကြည့်ဖို့အတွက် ဒေါ်လာ2000 3000ကျွန်တော်တို့เนาะဒါ hotel booking ကအစเนาะများစွာကုန်ပါမယ်အဲ့လောက်ကိုကုန်ခံပြီးတော့ကျွန်တော်တို့ရဲ့ champion sing ခေါ်ပွဲပြသွားကြည့်ဖို့တော့မြင်ဆင်နေကြပြီ online အစံကိုရင်းကလည်းเนาะပြင်ဆင်ထားပြီးသူကိုရင်းကွင်းတွေကိုသွားကြည့်မယ်ဆိုတော့ပြည့်တဲ့တနိုင်ကလုံး online အစိုင်းပွဲလို့ပဲ ချီချိုင်းအောင်ဗျအားပြီးချိုင်းအောင်ဗျထိုက်တဲ့နဲ့နာအောင်နော်ကျွန်တော်ဘယ်လိုပြောရမလဲအခုသူရှင်ပြိုင်မဲ့ဘန်ဒိုချာကြီးကဟို professional fighter ပေါ်ဝါ့ကိုစတင်နေတဲ့အချိန်မှာချက်ရှော့ဘန်က9နှစ်အရွယ်လေးရှိသေးတယ်နော်9နှစ်အရွယ်လေးတောင်မှချင်းထောင်မှာနော်မြန်မာနိုင်ငံမှာပဲရှိသေးတယ်ဆိုတော့ဘလောက်တိတိဟိုးနော်အကွာဝေးကြီးကနေအချင်းတူတူအအတူအတော်တွင်းမှာပေါ့နော်အခုလေအခုလိုမျိုးအချင်းနေရောက်နိုင်မလို့တယောက်မှမတွေးထားခဲ့ကြဘူးအ 罗西拉，各位、嗯，就说关于 fighting 的各位专家们，阿比尼瓦梅，大家注意呀。